မြစ်တန်လွေ channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ဆရာတာတေးရေးသားထားတဲ့တာတေးနဲ့မဖဲဝါရဲ့ခွေကြီးဆိုတဲ့ပရာလောကဇလံကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါရစေ။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူရှင်းသက်ပိုင်မယ်ဖြစ်ပါရစေခင်ဗျာ။ကျုပ်ကတာတေးပါကျုပ်ကအထက်လန်းဆရာလည်းမဟုတ်ဘူးအောက်လန်းဆရာလည်းမဟုတ်ဘူးအဲအလေလက်ဆရာလည်းမဟုတ်ဘူ အမှန်တမ်းပြောရရင်တော့တာတေးဆိုတဲ့ကျုပ်ကအာရဆက်စုရဲကောင်းမြ။ဖရူစင်စံကိစ္စလေးတွေဆိုရင်ကျုပ်ကလှုပ်တိကျင်တာ။ကျုပ်မျက်စိနဲ့ကိုတက်အမြင်ကျင်တာဗျ။ဒါတင်မကြောက်ဘူးလားလို့မင်းကြောက်တာပေါ့လို့ဖြေရမှာပေါ့။လူဆိုတာကြောက်တတ်တယ်မျိုးလေဗျာ။ဒီတော့ကျုပ်လည်းကြောက်တာပေါ့ဗျ။ဒါပေမဲ့ကျုပ်ကထရူးဆန်ဆန်ကိစ္စဆိုရင်အရန်တိကျင်အရန်မြင်ကျင်အရန်ဆက်စုကျင်တော့ကြောက်ဝမှန်လန့်အမှန်ကိုမသိရကောင်ဖြစ်နေရောဗျာအဲ့ဒီဗီဇာကြောင့်ပဲမဖဲဝါရင်အင်မတန်ကြောက်စရာကောင်းတဲ့ခွေးကြီးကိုကျုပ်မြင်မှုတော့ဗောဗျာ အမှန်တိုင်းပြောရရင်တော့အဲ့ဒီညကကိစ္စကိုလုံဆော်သူကတော့ဘတ်တက်ပါပဲဗျာဘတ်တက်ကိုတော့ခမရတို့ကောင်းကောင်းသိနေကြအောင်ပေါ့မတုတ်တန်အကြောင်းကမောင်ဘတ်တက်တန်လဝါမဖဲဝါမရဏဆုံမတ်တွေမှာဘတ်တက်အကြောင်းကိုကြုတ်ရေးခဲ့ဘူးတယ်လေဗျာဘတ်တက်ရဲ့နာမည်ရင်းကဘတ်ချစ်လေဒီကောင်ကစကားရမ်းထက်လို့ကျုပ်တို့ကသူ့ကိုဘတ်တက်လို့ခေါ်ကြတာပါဘတ်တက်ကငငယ်တဲကမိဘတွေမရှိကြတော့တာဖုံးဝင်းမွေးစားခဲ့တဲ့ကောင်ဗျသူ့ကိုမွေးစားတဲ့ဘာဖုံးကဆေးထိုးပေးခဲ့တာမြက်ခဲမှာပတ်ပြီးထိုးတဲ့မြက်ကွင်းစေးအောင်သွားပြီး ဒီကောင်တော်တော်ငငယ်တဲကတရေတဆေတွေကိုမြင်ရတာဗျသူစေးဆောင်ကိုပင့်ပြီးကျုပ်ကိုတော့အမြင်ဖွင့်ပေးလို့မဖဲဝါကိုကျုပ်ကောင်းကောင်းမြင်ခဲ့ရတာလေဗျဒီเจ้าနေကိုခုနကပြောတဲ့ဝိတ္ထုတွေမှာကျုပ်ပြောခဲ့ပြီးပါပြီတခုခုပွေလီတော့မယ်ဆိုရင်ဒီကောင်ကကျုပ်ကိုចောင်းရှိကထနှောင်းမယောင်မှာစောင့်နေတော့တာဗျအခုလဲညနေကြောင်းစင်းချိန်မှာလွေလေးစလွေတိုင်းပြီးကျုပ်ကိုစောင့်နေရဗျဘတ်ထီကပိတ်မိအကောင်းဗျခါးကလည်းနင်းနေကိုင်းနေတွားကလည်းခက်ခေါခေါနဲ့စကားပြောရင်လည်းထစ်ချက်ကတော့လွန်ရောဗျာ ဟေးကောင်ဘာတဲ့မင်းဘသူ့ကိုစောင့်နေရတော့ငါငါဘသူ့စောင့်မှာတော့ကွာမင်း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 ကိုမင်းကိုစောင့်နေရပေါ့ဒီကောင်ကအားထက်အားထက်နဲ့ပြန်ပြောတယ်ဗျဒါမှမရှိမှာတော့ရိုးရိုးပဲကြုံပြောပြမှာပါဘာတဲ့ရဲ့ထစ်တဲ့ပုံစံနဲ့ယင်းခမရတို့နားထောင်ရတာအရသာပြတ်မှာဆိုလို့လေအင်းဘာတဲ့မင်းတခုခုတော့ပွေလီတော့မယ်ဆိုတာငါတိနေပြီးသားပါကွာဟေးကောင်တားတဲ့ငါဘာမှမပွေလီဘူးမင်းကိုသတင်းကောင်းပေးမလို့ကွာဟာသတင်းကောင်းဟုတ်လားဒါဆိုရင်ပြောကွာ ရာထက်ကဘေးဘီကိုတစ်ချက်ကြည့်ပြီးအကဲခတ်လိုက်တယ်ဗျ။ကျောင်းသားတွေကတော့လွယ်လေးတွေလွယ်ပြီးသူတို့ဟာသူတို့ကျောင်းဆင်းကြတာပါဗျာကျောင်းနဲ့ဘာထစ်ကိုလှည့်တော့မကြည့်ကြပါဘူးဘာထစ်ကလူတွေကိုအကဲခတ်ပြီးကျင်းတဲ့တော့မှဒီလိုကွာငါတို့တုတ်တန်တဲ့ကိုအောက်လန်းဆရာတယောက်မင်းညာကရောက်လာတယ်ကွာဟင်အောက်လန်းဆရာဟုတ်လားအေးဟုတ်တယ်တုတ်တန်ဇရက်ပေါ်မှာပဲနေတယ်အဲ့ဒီမှာပဲစားတော့ပြီးညာအိတ်တာကွာဟမ်ဒီအောက်လန်းဆရာကဘာလာလုပ်တာတော့ကွာတိုင်နွားလာလုပ်တာကွာ ဘာကောဘာတဲ့တိုင်နွားဟုတ်လားအေးဟုတ်တယ်တင်းကြီးနဲ့ကရွှွန်ကိုတူးပြီးတော့သူ့မှာပါလာတဲ့အမုံနေနဲ့ရောနေပြီးတိုင်နွားရုပ်လေးလှုပ်တာကွာနေပေါင်းဘာတဲ့တိုင်နွားဆိုတာဘာရုံးကွာအာတာတရမင်းမလဲလဲပုံလဲပန်းနဲ့တော်တော်အရဲကောင်းမင်းအေးပါကွာငါမှမသိဘူးပြောစမ်းမောင်တိုင်နွားဆိုတာကအောက်လန်းဆရာတွေလှုပ်တဲ့အစီရင်တစ်ခုပေါ့ကွာတင်းကြီးရွှွန်ရဲ့လူသေးကိုမီးတချို့ရဲ့ပြရဲအဲနောက်ပြီးတော့ဘလူးမာတရီလို့ခေါ်တဲ့ မနက်စောကြီးမျက်ပင်တွေမှာတင်းရွက်တွေမှာကပ်နေတဲ့အမြုံဖြူဖြူတွေလေကွာမင်းသိပါရဲ့အေးငါသိရဟောအဲ့ဒါကိုဘလူးမဒရီလို့ခေါ်တာလားအေးဟုတ်တယ်ဟုတ်တယ်ဒရီနဲ့တော်တူတာအေးဟုတ်ပြီပြီးတော့နီနီမုံတွေကဘာရောကွာနီနီမုံကအဲ့ဒါတော့တော်တော်ကြောက်စရာကောင်းသားကွာဟေးဘာဖြစ်လို့တော့အဲ့ဒီနီနီမုံတွေကဖရဲပြက်တွေမင်းမြင်မှုမှာပေါ့အိုကေပေါ်နေရလေအေးမြင်မှုတာပေါ့ဟာ အဲ့ဒါဖရဲပြက်သေးကပေါ်နေအုတ်ခဲကိုဖဲ့ယူပြီးအမှုန်ထောင်းထားတာဟိအဲ့ဒါကိုအောက်လန်းဆရာကဖျားချီလို့ခေါ်ရဲကွအေးဖျားချီဟုတ်လားကြမ်းကြမ်းဖန်ဖန်ကွာအေးတင်းညိုင်းထဲကရွှွန်ရဲလူသေးပြရဲဖျားချီရဲဘလူးမတတွေရဲရောနေပြီးနွားရုပ်လေးလှုပ်တာကွအောင်မာဒီလူကနွားရုပ်လှုပ်တာတော့လွတ်လဲ့ရမြောက်တာကွနှစ်လက်မလောက်ပဲမြင်တဲ့နွားရုပ်လေးမှာဂျူရောမျက်စီရောနှာခေါင်းပေါရောခွာလေးတွေရောအမ်းပြီးတော့နှစ်ထီးတစ်ကောင်ရဲ့အင်္ဂါရော အားလုံးအစုံပေါင်းအောင်လုပ်တာကပြီးတော့တနေ့ကုန်နေလန့်ရတာနွားရုပ်လေးခြောက်လာတော့အကြောင်းလေးတွေထလာရင်သူ့ဖော်ထားတဲ့ရှုံနဲ့အသားလေးပုတ်ပုတ်ပေးတာညနေကျတော့နွားရုပ်လေးကခြောက်ပြီးအသားလေးကိုကျက်သွားတာပေါ့အဲ့တော့ရေမင်းကဘလို့သိရအောင်ပါတဲ့မနေ့ကအကြောင်းပိတ်တော့ငါဘဲမှမသွားပဲတနေ့ကုန်စောင့်ကြည့်နေရလေကွာဒီနေ့ငါအကြောင်းလာကနေတော့သူ့နွားကိုဆေးရောင်တုပ်နေပြီကွာဟေးဟာလာဘာရောင်တုပ်တာတော့ကွာအနက်ရောင်ကွာဒီကောင်လုံးနက်ပြောင်နေရပဲကွာ အဲ့ဒါကိုနေပြန်လှမ်းထားတယ်။အိုးအဲ့ဒီအောက်လန်းဆရာရဲ့နွားရုပ်လေးကိုလိုက်ကြည့်ဖို့ခေါ်မလို့လား။ဘာထက်တာတေးဆိုရဲကောင်ကရွာမှာနွားရုပ်လုတဲ့နေရာမှာနံပါတ်၄ကွာ။မင်းအောက်လန်းဆရာလုတဲ့နွားထက်အများကြီးတောင်လုတ်ပြလိုက်ခြင်းသေးရောကွာ။ဟာဒီကောင်ကတော့လေစကားကိုဆုံးအောင်ဖြစ်နားမထောင်ပဲစွတ်ပြောဖို့ပဲတည်ရဲ့။ဟမ်မင်းနွားရုပ်ကိုကြည့်ဖို့ခေါ်တာမဟုတ်ဘူးလား။မင်းကိုနွားရုပ်ကြည့်ဖို့ငါခေါ်မလားကွာတာတေးက။နွားရုပ်ဆိုတာလူရမ်းမြင်မှုတာပဲ။မင်းတည်တည်ချာချာနားထောင ဒီညအောင်လန်းဆရာကသူ့နွားရုပ်ကိုအသက်သွင်းတော်မာတယ်ကွာ။ဟင်။ဒီရုပ်ကိုအသက်သွင်းလို့ရလို့လား။ဟေးအဲ့ဒါကြောင့်မင်းကိုပြောတာပေါ့ကွာ။အင်မတန်ကြုံရခဲ့တဲ့ကိစ္စကွာ။မင်းစိတ်ဝင်စားရင်ဒီညငါးစီလာခဲ့လို့ပြောမလို့။ဟာစိတ်ဝင်စားတာပေါ့ဗတ်ထက်ရ။ဒီနွားရုပ်လေးကိုအသက်သွင်းလို့ရတယ်ဆိုရင်တော့ဒီလူတော်တော်ကိုစွမ်းတာပဲနော်ဗတ်ထက်။အေးပေါ့ကွာအဲ့ဒါကိုသိချင်နေတာ။ကဲဘလို့လဲမင်းလာမလား။ဟာတာတီဆိုတဲ့ကောင်အဒါမျိုးလက်လွတ်မတယ်လားဗတ်ထက်ရ။အေးငါသိတယ်တာတီ။ ဒါကြောင့်မင်းကိုငါစောင့်ပြီးပြောတာပေါ့ကွာစိတ်ချပါတည်းစိတ်ချဒီညငါလာပြစ်အောင်လာခဲ့မယ်မင်းဘာကြီးကလှုပ်ပါမလားလို့ငါတွေးနေတာကွာဟာဘာကြီးကိုငါရောက်ပြောပြီးလာခဲ့မယ်ကွာမင်းသာငါ့ကိုចောင်းရှေ့ကထွက်ဆောင်နေပါတဲ့အေးပါငါဆက်ဆက်ဆောင်နေမယ်ဩပြောအောင်မေဗျဘာတစ်တို့တုတ်တန်ចောင်းရှေ့ရဲ့တင်ញိုင်းကုန်းကိုမျိုးစုံဘက်ကိုပြောင်းလိုက်တာကျုပ်ရေးခဲ့ဘူးတယ်မို့လားအခုကျုပ်ပြောပြမယ်အကြောင်းကဘာတစ်တို့ဖုံးင်းចောင်းမှာရှိတဲ့တင်ញိုင်းမွှေ့ခင်ကကိစ္စဗျာ အဲရုံကအဲ့ဒီတင်ញိုင်းကိုမွှေ့ရသေးဘူးအဲ့ဒီညက်နေကြောင်းစင်းတော့ကျုပ်အိမ်ပြန်လာတယ်ရေမိုးချိုးပြီးစာလေးပါလေးချက်တယ်ဆရာထုံးပေးလိုက်တဲ့သင်္ချာတွေတွေ့တယ်ညက်နေ6နာရီလောက်ကြာတော့ဘာကြီးနဲ့ကျုံနဲ့ထမင်းစားကြတယ်ထမင်းစားရင်းနဲ့တငယ်ချင်းမှစာတူသွားလို့ချင်တယ်လို့ဘာကြီးကိုခွင်တောင်းတော့ဘာကြီးကကျုပ်ကိုမေးတယ်စာတူသွားလို့တာတော့ဟုတ်ပါပြီမင်းကဘယ်ချိန်ပြန်လာမှာရောမပြန်တော့ဘာကြီးမနှစိုးစိုးမှပဲထပြီးပြန်ခဲ့မယ်အေးအေးသွားလေဆောင်းမွေးနီးလာပြီဆိုတော့စာတော့ဂယူဆိုင်လို့တော့ဒါတည်း ဟုတ်ကဲ့ပါဗျာ။အဲ့လိုကျုပ်ကပြောလိုက်တယ်။ဟုတ်တယ်ဗျ။အခုတဘိုရဲလာစမ်းပြီဆိုတော့ကျုပ်တို့စာမွေးကြီးဖြေဖို့တလားလောက်ပဲလိုရတာပေါ့ဗျာ။တုတ်တန်ချောင်းကိုကျုပ်ရောက်တော့မှောင်စားပြုတ်ပြီဗျ။ဟေးကောင်တာတီလာ။ငါမင်းကိုထွက်ဆောင်နေတာကွာမင်းလာမလာပါမလားလို့။ဩဘတ်ထေရလာမယ်ဆိုလာမှာပေါ့ကွာ။ကျုပ်ကပြောပြောဆူဆူနဲ့ကျုပ်စည်းလာတဲ့စပိန်ကိုတွန်းသွားပြီးចောင်းကြီးပေါ်ကိုတက်တဲ့အုပ်လီကားမှမှီပြီးတော့ခတ်ထားလိုက်တယ်။ကျုပ်စည်းလာတာကကျုပ်ပါရဲ့ရက်လေးစပိန်ဗျ။ဇက်တော့ပါတယ်။ ကျုံတော့ကကက်ပြီးပါလာတဲ့ဘတ်ထစ်ကိုကျုပ်ကမေးလိုက်တယ်။အချင်းနေဘလူရုံးကဘတ်ထစ်ရ။ဘတ်ထစ်ကတုတ်တန်ဇေယျဘက်ကိုတစ်ချက်လှမ်းကြည့်ရဲ့ဗျ။မင်းကြည့်လိုက်တာတည်း။ဇေယျဘုံမှာတင်ပလီခွေပြီးထိုင်ကြည့်နေရလူကိုတွေ့လား။ကျုပ်ကဇေယျကိုလှမ်းကြည့်လိုက်တယ်။အေးတွေ့တယ်။အဲ့ဒါလားမင်းပြောတဲ့အောင်လန်းဆရာဆိုတာ။အသက်တိတ်မကြီးသေးပါလား။ငါအောင်လန်းဆရာဆိုရင်အသက်ကြီးကြီးပဲထင်တာ။မကြီးသေးပါဘူးကွာ။ဒီဆရာရှိလာမှ40ကျော်ပေါ့ကွာ။မင်းပြောတဲ့ကိစ္စကဒီညလုံးဖြစ်ပါမလား။ လုံမာလုံမာငါចောင်းကပြန်လာတော့တစ်ခေါက်သွားသေးတယ်။ဟေးဟုတ်လားမင်းဘာပြောတော့။ចောင်းစင်းလာပြီလားကွာမောင်ဘာချေလို့ငါ့ကိုမေးရဲကွာ။ပြီးတော့ဒီညနက်ခတ်ဝင်ထွက်ကောင်းနေတယ်ကွာ။ဒါကြောင့်သူ့နွားမိုးမောင်ကိုအသက်သွင်းရမယ်လို့ပြောတယ်။ဘာကွာသူ့နွားကမိုးမောင်နေဟလား။အေးကွာတာတေးရသူ့နွားကိုဒီနေပဲနာမည်ပေးလိုက်တာတဲ့နွားရုပ်လေးကတကယ်လှတာကွာနတ်မောင်နေရသူကသူ့နွားကိုဒီညတော့ငါသားကြီးမိုးမောင်ကိုအသက်သွင်းရမှာပေါ့ကွာ မနေ့ကျတော့ကျုံနဲ့ဟောရီကကျုပ်သားကြီးခီးထွက်ကြတာပေါ့နွားဘွေရှိတဲ့နေရာတွေသွားကြတာပေါ့ကွာသူ့နွားရုပ်လေးကိုလူနဲ့စကားပြောသလိုပြောနေတာကွာဟာဒီလူကနွားဘွေတွေကိုဘာလိုက်လုပ်တာရောကွာဘာထဲရဒီလိုကွာတာတေးရငါလဲအစကတော့မသိပါဘူးကွာဥပစင်ထုံးပေါ်ပြောပြမှသိတာကွာဥပစင်ထုံးပေါ်ဆိုတာဘဲကတော့ကွာအာဒီเจ้าကလေတာတေးရမင်းဟိုတခါလာတော့ကတော့မင်းနဲ့စကားပြောကြပါသေးဩဩဩအဲ့ဒီဥပစင်လားတိပိတိပိတိပိတိ ်အေးအဲ့ဒီဥပစင်ထုံးပေါ်ကဒီဆရာကိုတိတယ်တဲ့ကွာဥပစင်ကငယ်ဖြူမဟုတ်ဘူးလေကွာတောကြီးရွယ်ဆိုတော့လူဘွားမှာနေတော့ကဒေတာဆောင်ရောက်ပြီးအလုံးဆောင်လုတ်ခဲ့ဘူးလားကွာဒါကြောင့်ဥပစင်ထုံးပေါ်ကဒီဆရာအကြောင်းကိုကောင်းကောင်းသိနေရဟေးဟုတ်လားပါတဲ့ဒီဆရာကဒီနွားရုံနဲ့ဘာလုပ်တာရောကွာမင်းဥပစင်များသိလားဟာတာတရားသိတာပေါ့ကွာဒီလိုတဲ့ဟေးငါပြောတယ်နွားပွဲဆိုတာကနွားတွေရောင်းတာကိုပြောတာမဟုတ်ဘူးနွားတိုက်တာကိုပြောတာကွာချင်းပြီးတိုက်တာကြက်တိုက်တယ်လို့ပေါ့ကွာ ီးတော့လောင်းကြတာပေါ့ကွာထွက်ပြေးသွားတဲ့နွားအရှုံးပေါ့ဩအဲ့ဒါကိုပြောရလားဟေးအဲ့ဒီဘွဲတွေမှာဒီအောက်လန်းဆရာကိုတိုးတိုးတိတ်တိတ်ခေါ်ပြီးငွေတွေပေးကြတယ်သူတို့နွားနိုင်အောင်လှောက်ခိုင်းတာတဲ့ဟေ့ဟိုတစ်ဖက်ကလည်းလှုပ်တာပဲကွာဒါပေမဲ့ဒီဆရာကပညာသာတော့သူကနိုင်တာပေါ့ကွာသူတို့ကနွားခတ်ထုံထုံဝင်ရှာပြီးတိုက်တာရယ်ဗျာဟိုဘက်ကနွားကជីជីထွားထွားတွတ်တွတ်လက်လက်ပေါ့ကွာရှင်ကြီးလာရင်ဘလို့ជីជីသူတို့နွားရှုံးမယ်လို့ထင်ကြတာပေါ့ဒီတော့လောင်းကြီးကိုဟိုဘက်ကထက်ကြတာပေါ့ ဒီမှာရင်နွားပွဲစတာနဲ့ဒီဆရာကလူမသိအောင်သူ့ရဲ့တိုင်နွားကိုဂါရာနဲ့မမ်းမှုပြီးလှုပ်လိုက်ရင်နွားရုပ်လေးကပျောက်သွားရဲကွာဟင်းဘဲရောက်သွားလို့တော့ဟာဒါတရားလဲဘဲရောက်သွားမှာရောနွားပွဲမှာဝင်ခွေတာဗောကွာသူတို့နွားဘက်ကဝင်ခွေတာဗောဟာနွားကြီး၃ကောင်တော့ဖြစ်နေရလူတွေကမတွေးဘူးလားကွာဘဲတွေးလိမ့်မလို့ကွာအောင်လန်းပညာပါဆိုမှအဲ့ဒီတော့၂ကောင်နဲ့တကောင်ဝင်မှာတော့ဟိုတစ်ဖက်ကနွားဘဲခံနိုင်မလဲကွာပြီးရော်တာဗောမပြည့်ပဲခံဝေ့ရဲ့နွားကြတော့လေဝိုင်းထဲမှာရင်သေးတာတဲ့ဗျာ ဟာအသေးဝေးတာဟုတ်လားဟာနွားဝဲနိုင်တော့လောင်းထားတဲ့ပတ်စံတွေအကုန်ရမှာပေါ့နော်အေးဘောကွာဒါကြောင့်လဲသူ့ကိုဟိုလူတွေကငွေအများကြီးပေးထားတာပေါ့ဒီအောင်လန်းဆရာကဝင်ဝင်လန်းဖြောင်းနေတာပေါ့ကွာနုံသူလှုပ်စားတဲ့နွားဘလို့ဖြစ်သွားလို့ရုံးကွာဒါတော့ဘယ်သိမလဲကွာတခုခုကြောင့်တေသွားလို့ရှိမှာပေါ့ဒီညတော့တိုင်နွားရုပ်လေးကိုအသက်သွင်းရတာမြင်ရတော့မှာပေါ့ကွာအဲ့လိုကျုပ်ကဝမ်းသာအားရပြောလိုက်တယ်ဗျကျုပ်နဲ့ဘာတစ်စကားပြောပြီးတုတ်တန်စီရက်ပေါ်လှမ်းကြည့်လိုက်တော့အောင်လန်းဆရာကြီးက ဇရက်ပေါ်ကိုဖျောင်းနိုင်နေထုံးနေရဲ့ဗျပြီးတော့ဗဇက်ကလည်းဘာရီရွတ်ဖက်နေမှမသိပါဘူးဗျရွတ်ဖက်တန်တွေကိုခက်တဲ့တဲ့ကြားနေရတယ်ဘာတိတို့ကြောင့်ကဝင်ဝင်ချင်းမှနလန်းရှိရဲ့ဗျအဲ့ဒီနလန်းတိုင်းရှောက်သွားတော့မှကျောင်းလေကားကိုရောက်တာကျောင်းနဲ့ဘာထက်ကနလန်းနဲ့မှလူထိုင်မှုလှုပ်ထားတဲ့အုပ်ခုံလေးမှာမထိုင်မဲရက်ပြီးစကားပြောနေကြတာဗျဟောကြလာတာတည်းအဲ့ဒါမှောကားတာတွေရွတ်နေတာကွာဟေးဟုတ်လားမင်းကဘလို့လုပ်ပြီးတည်ရအောင်ဘာထက်ဥပစင်းညပြောတာကွာ အဲ့ဒီဆရာညကလည်းအဲ့လိုရွတ်နေတာငါဥပစင်းကိုရှောက်ကြည့်တာဒီလူဖျားရှိခိုးနေရလားဆိုတော့ဥစင်းရဘဲရတာဖျားရှိခိုးအောင်မှာတော့အောင်လန်းမှာဆိုမှခြေပေါ်မှာတော့ဖျားပုံထိုးထားတဲ့ကောင်းလေးကွာဒါမှုံမှန်တန်နေရွတ်နေတာလို့ပြောတယ်ဟောတော်တော်ရုံညံ့နေလူတွေပဲနော်အဲ့လိုကျုပ်ကပြောလိုက်တယ်ဗျဒီလိုနဲ့ကျုပ်တို့နေအောင်စကားထိုင်ပြောနေကြတာပေါ့ဗျာကျုပ်တို့နေအောင်ပြောရတာဆိုရတယ်တကယ်ပြောတာကဘာထဲဗျကျုပ်ကအမီးသမားကျုပ်နားမလည်တာတွေကိုမေးယူနေရတာပါ ဘာတီဆိုတဲ့ကောင်ကကြားဘူးနာဝအားရှိရတဲ့ကောင်မြကျုံနဲ့ဘာတီစကားပြောနေတော့မှညင့်တော်တော်နက်လာပြီဗျဘာတီကအသာထပြီးဇရက်ကိုကြည့်ရဲဗျဟောအောင်လန်းစရာသွားပြီဟေးဘယ်လိုသွားနေရအောင်ကွာဘာတီမသိဘူးကွာဇရက်ပေါ်ကဆင်းသွားတာပဲဟောဇရက်ရဲ့ရှေ့ကိုဆင်းသွားတာကွာအိုးငါတိပြီတာတေးရအဲ့ဒီမှာကွင်းတကွင်းရှိရဲကွာဟိုဘက်ကဂျုံဂျုံရွာကနွားတွေတောင်လာလာပြီးလွတ်ထားကြတာအဲ့ဒီကွင်းကမြက်ပိုးတယ်ကွာကဲလာ မင်းနဲ့ငါသူ့နောက်ကအသာလေးလိုက်ပြီးကြည့်ကြတာပေါ့ကွာဘာထက်ကပြောပြောဆိုဆိုကျောင်းဝင်းထဲကထွက်တယ်ကျုံလဲသူ့နောက်ကကပ်ပြီးလိုက်လာရတာပေါ့ဗျာဘာထက်ကဇေယျဖက်ကိုသွားတယ်ဇေယျပေါ်မှာတော့ဖျောင်းနိုင်နေထုံးထားခဲ့တယ်ဗျဟာအယိုးကောင်းဝင်ကြီးတခုဗျခေါင်းကုန်ဖြူဖြူကြီးပေါ်မှာလဲဖျောင်းနိုင်ကြီးတတိုင်းထုံးအောင်လို့ဗျကျုံနဲ့ဘာထက်လဲဇေယျရဲ့မြောက်ဖက်ကနေကြွေပြီးရှောက်ခဲ့ကြတယ်ဇေယျရဲ့မြောက်ဖက်မှာကညောင်လမ်းမင်ကြီးတပင်ရှိတယ်ညောင်လမ်းမင်လုံးမတော့ငပြောပင်နေဗျအခိုင်းတွင်အောင်ကြာနေပြီဘာထက် ဒီငပြောတွေကဘသူစိုက်ထားတာရောဒီတင်းညာကြီးရဲ့ဆန္ဒလာကြီးစိုက်ထားတာလေကွာကျုပ်တို့နေအောင်ငပြောပင်နေကြားကဖျက်လျှောက်လိုက်ကြတယ်ငပြောတော်လေးကိုကြော်လိုက်တော့အုတ်ဂူရဲ့ဘက်ကိုရောက်လာတယ်အုတ်ဂူရဲ့ကိုကွစ်ပတ်ပြီးလျှောက်လိုက်တော့မြရယာပင်နေဘက်ကိုရောက်လာတယ်ဗျမြရယာပင်နေလုံတော့မှကွင်းမြင့်ကြီးကိုလှမ်းတွေ့နေရတာပြုလာတတေဟိုရှိကညောင်မင်းနောက်ကနေမင်းနဲ့ကပုံးပြီးကြည့်မယ်ကျုံနေပါတဲ့ညောင်မင်းရောက်ကိုဝင်လိုက်ကြတယ်ကြီးလိုက်တဲ့ညောင်မင်းဗျလူသုံးယောက်ဖက်စာလောက်ရှိတယ်ဗျ ကျို့တို့နေအောင်ညောင်မင်းနောက်ကနေဝင်ကပ်ပြီးကြိလိုက်တော့အောင်လန်းဆရာကကွင်းဆက်မှာစီးဝိုင်းချတယ်ဗျဗဇက်ကလည်းဘာတည်းပြောတဲ့မော်မန်တန်နေရွတ်လို့ဗျလာလေးကကောင်းငင်မှာခက်မုံမုံလေးတာနေတယ်ကွင်းထဲမှာတော့ဝိုးတော်လေးပဲမြင်ရတာပေါ့ဗျာအောင်လန်းဆရာကကွင်းမြင်ထဲမှာစီးဝိုင်းကိုတည်တည်ချာချာတားနေတာဗျဗဇက်ကမန်တန်နေမပြတ်ယူပြီးစီးချနေတာဒီချိန်မှာကျို့ကကောင်းငင်ကိုအမှတ်တမဲ့မောကြည့်တော့ခုနှစ်ဆင်းကျေတော့အမီးထောင်စာပြုတ်နေပြီဗျဟောပြောရင်းဆိုရင်လည်းအောင်လန်းဆရာလှုပ်ဆပြီးဗျ ူလှုပ်ထားတဲ့နွားရုပ်လေးကိုလဝါပေါ်မှာတင်ပြီးကဲဖေသားကြီးမိုးမောင်မင်းကိုအသက်ဝိညာဉ်သွင်းပေးရတော့မယ်ချင်းရောက်ပြီးအောက်ဝိညာဉ်ကအသက်မဲ့တဲ့ရွှွင့်ရုပ်လေးတယောက်ကိုဝိညာဉ်ကအသက်ရှိတဲ့နွားနဲ့ကြီးတစ်ကောင်ဖြစ်လာလေအောင်ဆရာပန်းလို့အမိတညာခေါ်ဆိုကြပါတဲ့ကျွန်ုပ်ဆရာပန်းနဝကခေဆက်ဆက်နှင်ပေါင်းများစွာကလေးကဆရာဆက်ဆက်လှုပ်ဝက်ခဲသောနာနာယူပန်းအတက်မော်ပြည့်ညံ့နဲ့မော်အစွမ်းပြခြင်းရောက်ပြီးမို့ ရုပ်ဆရာဘန္နဝါရဲ့အမြန်တန်းကိုမြေတုလေတုရေတုတွင် သွာလာလှုပ်ရှားနေကြသည်များနာနာဘဝဝိနာဘဝမှန်သည်များနာခံကြစေနာနာရူပံခေါ်နာနာဘဝအတက်ကို စီရင်နေတဲ့အခိုက်အတန့်မှာတင်တို့ဤနေရာမှဝေးရာသို့ထွက်ခွာသွားကြစေကျွန်ုပ်ဘန္နဝါအစီရင်ကိစ္စမပြီးမချင်းဤနေရာဝင်းကျင်သို့တင်တို့ပြန်မလာကြရတကယ်လို့ကြုံမိန်ကိုမနာခံပါကကျွန်ုပ်ဤမှော်မှန်တန်ချိန်စာများတိုင်း မဟာဝီစီငရဲကိုဆင်းလာစေမော်ဆက်ရောင်ဆရာကြီးကျွန်ုပ်ဆရာပဏဝအမိန်တော်ပြောပြောဆိုဆိုနဲ့အောင်လန်းဆရာကမတ်တက်ထရိုက်လိုက်တယ်ဟေးကောင်တတေဒီဆရာကပေါ်သေးသေးမှမဟုတ်တာပဏဝဆိုတာအောင်လန်းလောကမှာအင်မတန်နာမည်ကြီးတဲ့ဆရာကွာဘာတွေကလေးတန်းတိုးတိုးနဲ့ကျုံသားကိုကပ်ပြောတယ်ကျုပ်ကလည်းတိုးတိုးလေးပြန်ပြောရတာပေါ့ဗျာမင်းတိလိုလားကွာဘာတွေကငါကြားဘူးရာကွာ လူကြီးရဲ့ပြောကြတာအင်မတန်ဆွဲထက်တယ်ဆိုဝဲဟာဒါဆိုတတိချာနော်ငါတို့ချောင်းကြည့်နေတာသိရင်မလွယ်ဘူးနော်ဘာတဲ့အေးပါကွာငါ့ကိုတော့မလုပ်ပါဘူးငါနဲ့တော်တော်ခင်နေကြပြီဘာတင်နေကြုံနေဆရာပန်နဝဆိုတဲ့လူကိုပဲကြည့်နေကြတာပေါ့ဗျာဟာတရေတွေပြည့်ပြီဟေးသူ့မင်းကတော်တော်ပြင်းပါလားဟာဟာမင်းမြင်ရတာပေါ့ဟုတ်လားဘာတဲ့အေးမြင်ရတယ်ကွာအော်မင်းကိုအမြင့်ဖွင့်ပေးဖို့မေ့နေတာဟိတာတရားကဲကဲမင်းလဝပေးခါတိုင်းလိုပဲငါလဝကိုဆုတ်တာမလွတ်စေနဲ့ ကဲဆေးတော်ဆောင်ကြီးဗျာကျုပ်တငယ်ချင်းတာတေးကိုနာနာဘာဝတွေမြင်လို့တွေ့လို့ရအောင်အမြင်ဖွင့်ပေးပါဗျာမင်းမျက်စိမိတ်ထားရမို့လားတာတေးဖြည်းဖြည်းဖွင့်လိုက်ကျုပ်ကဘတ်ထည့်ခိုင်းတဲ့အချိန်ဖြည်းဖြည်းလေးဖွင့်လိုက်တယ်ဟာမြင်ရပြီဗျို့ဘတ်ထည့်ပြောတဲ့အချိန်ပဲဗျာတရေတွေတရေတွေပြေးလွှားနေလိုက်ကြတာယုံ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 နဲ့ကိုဖြစ်နေတော့တာဗျို့ဆရာပန်နဝါကတော်တော်ကိုအာနာဆက်ပြင်းတာဗျသူအစင်းရင်လုံးမလို့ဒီနေရာကနေထွက်သွားလို့အမိန်ပေးလိုက်တာနဲ့အလုံးထွက်ပေးကြရတာပေါ့ဗျာ တရေတွေထွက်သွားပြီးကွေးမြေထဲမှာဘာမှမကြံတော့တဲ့အချိန်ကျမှဆရာပန်နွားနွားရုပ်လေးကိုပါဇက်နာတီးပြီးမန်နန်နေရွတ်တော်ရာပြုတ်ဟာတာဒီဇလန်းတော်ရှုပ်ပြီးဟေ့ဟိုမှာကြည်စမ်းမဖဲဝါလာနေပြီဟေ့ဘေးမှာသူ့ခွေးကြီးလဲပါလာတယ်ဟေ့ဟင်းဘာမှရောကဘာမှရောကျုပ်ကပြပြဆူဆူနဲ့ဗတ်ထစ်ကြည့်တဲ့ဘက်ကိုလှမ်းကြည့်လိုက်တယ်။ဟာဟုတ်ပါဗျာမဖဲဝါကခြေထောက်နဲ့မြေကြီးထိတာမဟုတ်ဘူးပြို့။မြေပေါ်မှာရှက်ပြီးလွင့်လာတာဗျ။သူ့ဘေးကခွေးနဲ့ကြီးကလည်းအကြီးကြီးဗျ။ မဖဲဝါကတော့ကျုပ်စိတ်ထင်အရက်ဆယ်ပေလောက်ရှိတယ်။သူ့ဘေးကပြေးလာတဲ့ခွေးကြီးကတော့ကျုပ်စိတ်ထင်နော်မန်န်တကောင်လောက်ရှိမယ်ထင်နေဗျ။ဘာတီကိုကြည့်လိုက်တော့ကျုပ်လိုပဲပြောမျက်တော်မကတ်ကိုကြည့်နေတာဗျ။ဟောရက်သွားပြီဗျ။မဖဲဝါကိုခွေးရောရက်သွားပြီဗျ။ဆရာပန်နဝါကိုစိုက်ကြည့်နေကြရဲပြော။တေးချိုင်းနဲ့ကတရေတွေထွက်ပြေးလာတာတွေ့လို့မဖဲဝါကြီးလိုက်ချလာတာကွာတာတီရ။အေးဟုတ်မယ်ကွာ။ငါစိတ်ထင်တော့ဆရာပန်နဝါမှားသွားပြီထင်နေဗာတီရ။ဟေး ဘလို့ဖြစ်လို့ရောကွာမင်းစဉ်းစားကြည့်လေသူ့ပိုင်နဲ့တင်းချိုင်းထဲမှာလာပြီးဆရာပဏဝါကလှုပ်ချင်တိုင်းလှုပ်နေရလေကွာသူ့ကိုလည်းခွင်တောင်းမှုမရဘူးကွာပြီးတော့ဒီထဲမှာနေတဲ့တရေတွေကိုမဖဲဝါကထိန်းထားတယ်မလားအခုလိုရုံရင်ဆန်ကဖြစ်ပြီးပြေးလွှားနေတော့သူတော်တော်မကျေနပ်ဖြစ်နေပုံပဲကွာအေးမင်းပြောတာဟုတ်တယ်တာဒီမဖဲဝါမျိုးလုံးကြီးနေညည်းနေတာကွာတော်တော်ဒေါသဖြစ်နေပုံပဲဟုတ်ပါဗျာသပင်ဖားလာကြီးချပြီးထမင်းရင်ရှားကြီးနဲ့ မျက်လုံးကြီးတွေကနီးရဲပြီးဒေါသအရင်ထွက်နေတဲ့ပုံပဲဗျို့ဟောဟောဆရာပန်နဝါကလည်းမန်နံကိုရွတ်နေတာတိုးတိုးလေးမဟုတ်တော့ဘူးဗျို့မန်နဲ့ထန်နဲ့ကိုအတန်ကျဲကျဲနဲ့ရွတ်နေတာမဖဲဝါနဲ့ခွေးကြီးကတော့ဘာမှမလုပ်ဘဲစိုက်ကြည့်နေကြတာဗျမဖဲဝါကကွင်းတဝက်လောက်ကနေရက်နေတာဗျဆရာပန်နဝါနဲ့ဆိုရင်နည်းနည်းတော့လှမ်းတာပေါ့ဗျာဟောဆရာပန်နဝါမန်နံရွတ်တာရက်သွားပြီဗျာဟာသူ့လဝါပေါ်မှာတင်ထားတဲ့နွားရုပ်လေးကအယောင်နေတဝင်းဝင်းဖြစ်လာပြီဗျို့ဟာ နွားရုပ်လေးဖြုတ်ခနဲ့ပျောက်သွားပြီဗျ။ဟာဘာတဲ့နွားအော်တန်ကြီးပါလားဟာ။အေးကွာအကောင်တော့မမြင်ရသေးဘူးကွာ။ဟောဟွေဟိုမာကွာဟိုမာရေမကြီးပင်ကြီးပဲဟာမောင်ရိပ်မှာရက်နေတာကွာ။အနေတဲ့ကောင်ကြီးမဟုတ်ဘူးဟေးဘိုးကြီးကိုကောက်နေတာပဲကွာဘာတဲ့ရ။ဟာဟေးကောင်တာတီးဟိုမာဆရာပနဝါကလက်ကြီးနှစ်ဖက်ကိုဘေးကိုဆန့်ထုတ်ပြီးတားနဲ့ရေနေပြီးကွာ။ဟာ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 ။နဘီမာမာက လူပြီးမှပနဝရဲဟဲ့ဟာ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 အေးကွာသူ့ရဲ့အောင်မြင်မှုတော့အရန်ကိုပီတိဖြစ်သွားတဲ့ပုံပဲဟေးဘာတေးကြီးဟာတာတေးမဖဲဝါရဲ့ခွေးယူကြီးစမ်းပါဇက်ကြီးဖျဲပြီးမန်ဖီးနေပြီကွာအမန်ဖီးမှာဘောဘာတေးရဟိုနွားကြီးကခွေးနဲ့ထီကိုထွက်လာပြီလေကွာဟေးဟုတ်သားပဲကွာနွားကြီးကိုမြင်လို့မဖဲဝါရဲ့ခွေးကြီးမန်ဖီးနေတာကို ိစိတ်နေတဲ့ကွင်းပြင်ကြီးရဲမှာနွားတုံတဲ့ကြီးရဲ့မဖဲဝါရဲ့ခွေးကြီးမန်ပြီးတဲ့တန်ရဲ့ကြောက်စရာကြီးပါဗျာဓမင်းရင်ရှားနဲ့အရက်ဆယ်ပေလောက်ရှိတဲ့မဖဲဝါကြီးကတော့ခြေစုံရက်ပြီးတော့မှကြည်နေတာဗျို့ဟာဆရာပနဝါရဲ့တိုင်နွားကြီးကခွာရီရက်နေပြီဗျို့ဟာတိုင်နွားကြီးရဲ့ခွာရက်တဲ့တန်ကတဖြောင်းဖြောင်းဖြစ်နေတော့တာဗျို့ဟာဖေသားကြီးကခွာရီရက်နေပါလားဘလို့ဖြစ်လို့ရောဖေသားကြီးမိုးမောင် ဆရာပနဝါလေးခွေးမှန်ပြီးတဲ့အတန်ကိုကြားသွားပြီပြို့ကိုကိုဆက်ကနေဖြစ်ပြီးငြိမ်သွားတယ်ဗျလက်စတတ်တော့မဖဲဝါရောက်နေတာကိုငါဆရာအမိတ်ပြန်ထားတာကိုတော့ပမာမခန့်နဲ့ရောက်လာသေးတာကိုငါဟာနင်တို့လိုအစ်စ်နှိမ့်နဲ့နာနာဘာဝတွေကိုမနှိမ့်ဆက်ချင်ဘူးဒါပေမဲ့မော်ဆက်ရောင်ဆရာပနဝါရဲ့အမိတ်ကိုတော့မနာခံဘူးဆိုရင်တော့နှိမ့်ဆက်ညင်ပန်းပြီးဒံပေးရတော့မှာပေါ့လေကဲဖေသားကြီးမိုးမောင်ကြီးမင်းအစွမ်းပြရမယ်ရှင်ရောက်ပြီဟဲ့အဲ့ဒီတရေမောင်နဲ့သူ့ခွေးသေးရဲ့ကို တခါရဲ့သာဝှေ့တက်လိုက်ပြီးတော့ဟိဒါအမိတ်ပဲဗျတခင်းရဲ့အမိန်လဲရအောင်တိုင်နွားကြီးမိုးမောင်တချိန်လို့ပြေးထွက်သွားရတာပဲဗျဟာမဖဲဝါနဲ့သူခွေးစီကိုတန်းပြေးတာဗျတိုင်နွားကြီးခွာရက်လိုက်တိုင်းမျက်ပင်တွေတဖွာဖွာကျွတ်ထွက်ကုန်တာဗျမဖဲဝါကသူ့လက်ကြီးကိုရှေ့ကိုဆန့်ထုတ်ပြီးအဲ့ဒိုင်းနဲ့អော်လိုက်တာကျုပ်ပြင်းအကျိုးထဲမှာစိန်သွားတာပဲဗျဟာပြေးထွက်လာပြီဗျမဖဲဝါရဲ့ခွေးနဲ့ကြီးပြေးလာပြီဗျသူ့သခင်မရဲ့အမိန်ရတာနဲ့ မြားပစ်လိုက်တယ်လို့ပြေးလာတာဗျို့တွေ့ပြီကွင်းလင်မှာတွေ့ပြီဗျို့ဝေပြီတန်းဖွေတာပဲဗျာမဖဲဝါရဲ့ခွေးကြီးကလည်းတိုင်နွားကြီးကိုခုံပြီးပြေးကြိုက်တာဗျို့ခွေးကြီးကနွားရဲ့လေကုတ်ကိုကိုက်လိုက်တဲ့အချိန်မှာနွားကကြုံခွေနေဆိုတော့နွားပေါ်ကကြော်ပြီးမဖဲဝါရဲ့ခွေးပြုတ်ကျသွားတယ်ဒါပေမဲ့နွားရဲ့လေကုတ်ကိုတော့ကိုက်မိသွားတာဗျာနွားကခွေးကြီးရောတော်တော်ဒေါသထွက်သွားကြတယ်နွားကလည်းနောက်ကိုပြန်လှည့်ခွေးကလည်းနောက်လှည့်တချိန်တို့ပြေးကြပြီးတိုက်ကြပြန်ရောဗျို့ဒီတခါတော့မဖဲဝါရဲ့ခွေးကြီးက နွားကိုမကြိုက်ဘဲနွားမဝေခင်ကြိုးပြီးနွားပေါ်ကိုခုံတက်လိုက်တယ်။နွားကတော့ဒေါသတကြီးကျုံးပြီးဝှေ့လိုက်တာမြေကြီးတွေတော့မျက်တွေရောဖွားကနေဖြစ်ပြီးမြောက်တက်သွားရောဗျာ။နွားကြောပေါ်ကိုရောက်သွားတဲ့အချိန်မဖဲဝါရဲ့ခွေးကြီးကနွားရဲ့လေကုတ်ကိုကျုံးလိုက်တော့တာပါပဲဗျာ။ဒီလိုမချိမဆန်အော်တန်နဲ့တူကြောပေါ်ရောက်နေတဲ့ခွေးကိုကွင်းထဲမှာကစုံပေါက်ပြင်းရင်ခါချနေတယ်ဗျာ။ခွေးကလည်းလေကုတ်ကိုခဲထားတာတစ်ချက်မှကိုမလွတ်တော့ဘူးဗျို့။ ဇေယပနဝါရဲ့ဒိုင်နွားကြီးကအတန်ကုန်ဟစ်အော်ရင်ကွင်းထဲမှာကစုံပေါက်ပြေးနေတော့ပါပဲဗျာကစုံပေါက်ပြေးနေတဲ့ခွာတဲ့တဖြောင်းဖြောင်းကိုပဲကြားနေရတဲ့ဇေယပနဝါကစိုးရင်လာပြီးမန်တန်နေရွတ်တော်တာပဲဗျာဇေယပနဝါမန်တန်နေထားယူလိုက်တော့နွားကြောပေါ်မှာလေကုတ်ကိုမလွတ်တန်းခဲထားတဲ့ခွင်းနဲ့ကြီးဟာလွင့်သွားပြီဗျို့ဟာဇေယပနဝါရဲ့မန်တန်ကတော်တော်စွမ်းနာပဲကွာဟာမဖဲဝါတော့ခြေနောက်နှလန်းလောက်ဆုပ်ပေးလိုက်ရပါဘောလားတာတေးရဟော နွားကြီးကခွေးကိုပြေးဝေ့ပြန်ပြီဟဲ့ဒါမှမထီဘူးဗျို့ခွေးကြီးကဘေးကိုလှိမ့်ရှောင်ပေးလိုက်ပြီးနွားကိုသူ့ကိုယ်လုံးနဲ့ပြေးတိုက်လိုက်တာနွားကြီးဘုံကနေလဲကျသွားရောဗျို့ဟာကြိုက်ပြီဗျို့ကြိုက်ပြီခွေးကြီးကလဲကျနေတဲ့နွားဘုံကိုလွှားကနေခုံတက်လိုက်ပြီးကြိုက်တော်တာပဲဗျာမဖဲဝါရဲ့ခွေးကြီးမန်ဖီနေတဲ့အတန်းကြီးကတကယ်ကိုကြောက်စရာကြီးပါဗျာနွားကြီးမချစ်မဆန်အော်နေတဲ့အတန်းကြီးကလည်းတော်တော်ကိုခြောက်ချားစရာပဲဗျာဟာဖေသားကြီးမိုးမှာ မင်းဘာဖြစ်သွားလဲသွားပြီဗျို့နွားကြီးငြိမ်ကြသွားပြီ အော်လဲမော်တော့ဘူးစက်ငင်စက်ငင်နဲ့ငြိမ်သွားပြီဗျဟာနွားကြီးပျောက်သွားပြီကွာဟာဟိုမှာကြည်စမ်းပါတဲ့မျက်ပေနေကြရင်မှလင်းနေတာတွေ့လားအေးအေးတွေ့တယ်တိုင်နွားရုပ်ကလေးပြန်ဖြစ်သွားပြန်ပြီထင်းနေကွာဟောဆရာပဏဝလည်းမြင်သွားပြီကွာဟောအလေးရောင်နေပျောက်သွားပြီကွာသူ့နွားတော့လုံးဝသေသွားပြီထင်းနေကျော်ရောဘာထီရောတုံသွားတာပဲဗျို့ ဆရာပနောကထပြီးတောက်ခေါက်လိုက်တာတွေးကြသေးတာပေါ့တရေမောင်ရင်နင်ဘယ်မှထွက်မပြေးနဲ့ငါစွမ်းကိုနင်အခုသိစေရမယ်ဟောဟောဆရာပနောကမန်တန်နေရွတ်ပြန်ပြီဗျမဖဲဝါရဲ့ခွေးကြီးကမဖဲဝါဘေးမှာတွားပြီးရက်နေတယ်အဇက်ကြီးပြဲပြီးမန်ဖီနေရဲဗျဆရာပနောကိုစိုက်ကြည့်ပြီးမန်ဖီနေတာဗျမဖဲဝါခါးကြီးကုန်ပြီးသူ့ခွေးကြီးရဲ့ကြောဟုံးကိုပုတ်တက်ပေးနေတယ်ဗျ မဖဲဝါကြီးကလည်းအစွဲဖွေးဖွေးကြီးရဲ့ပေါ်အောင်ပါဇက်ကြီးဖြဲပြီးမန်ဖီနေရောပြို့ဇေယပနဝါကလည်းမန်တန်ကိုမနာရရွတ်တော်ရာပြို့မဖဲဝါကကိုကိုမတ်မတ်ကြီးရက်ပြီးခေါင်းကြီးကောင်းငင်ကိုမော့ထားတယ်ပြီးတော့သူ့လက်ကြီးနှစ်ဖက်ကိုအပေါ်ကိုမြှောက်လိုက်တယ်ဟာရောင်ဖတ်တဲ့ကောင်းငင်ကိုကြည့်လိုက်စမ်းဘာကြီးလဲကွာငှက်ကြီးလားဟေးဟာဟုတ်သားပဲကွာအတောင်မန်းကြီးနဲ့အကြီးကြီးနဲ့ကွာဟာရောင်ငှက်မဘူးတရေကြီးကွာအစွဲပြူးပြူးကြီးနဲ့တရေကြီးကအတောင်မန်းနေပါတဲ့တရေကွာ ငါဒီတခါပဲမြင်မှုတယ်မဖဲဝါခေါ်လိုက်တာထင်းနေအေးဟုတ်မယ်ကွာဟောဆရာပနဝါရဲ့ကောင်းမမဝဲနေပြီဟေးဆရာပနဝါကတော့မျက်စိမိပြီးမန်တန်ရွတ်နေတာကွာဒီကောင်ကြီးရောက်လာတာကိုမမြင်ဘူးထင်းနေမဖဲဝါကဆရာပနဝါကိုလက်ညှိုးကြီးနဲ့ထိုးပြီးကံပေါက်ကျိုးပေါက်ကာမေတုအောက်လန်းကောင်ကိုတုံးတင်ပြစ်လိုက်တော့ပြီပြတ်တာအတန်းနဲ့တော့မဟုတ်ဘူးဗျမပြီးမတော့တိုင်းနဲ့ပြောလိုက်တာ မဖဲဝါရဲ့စကားလဲဆုံးော်အတောင်မန်နဲ့တရေကြီးကအပေါ်မှာဝဲနေရကနေအောက်ကိုထိုးစင်လာရော့ပြုမန်တန်ကိုအကျိတ်နဲ့ရွတ်နေတဲ့အောင်လန်းဆရာကိုခေါင်းကနေဆွဲမာပြီးလိန်ချိုးပစ်လိုက်တယ်ဗျပြီးတော့အောက်ကိုပစ်ချလိုက်တယ်ချက်ချင်းမသေးပဲမြတ်တော်ထဲမှာလှိမ့်နေတဲ့ဆရာပနဝရဲ့အတန်နဲ့ကြီးနဲ့အော်ရဲ့အတန်ဟာတင်းကြတစ်ခုလုံးကိုလွှမ်းသွားရော့ပြုအာအာအဲ့အော်တန်ကြီးလည်းကြားရောမဖဲဝါရဲ့ခွေးနဲ့ကြီးကလွှားကနေပြေးထွက်လာပြီးဆရာပနဝရဲ့လက်မျိုးကိုခဲရော်ရပါပဲဗျာ Oh ခွေးရဲ့မန်းဖီးတန်ကလည်းတကယ်ကိုကြောက်စရာကြီးပါဗျာအာဆရာပနဝရဲ့မချိမဆန့်ခန်းစားပြီးអော်လိုက်တဲ့အတန်နဲ့ကြီးတဖြည်းဖြည်းနဲ့ငြိမ်သွားတော့မှခွေးကကြိုက်တာကိုရက်လိုက်တယ်။သွားပြီမော်ဆက်အောင်ဆရာပနဝတို့သွားလိပြီ။မဖဲဝါရဲ့ပိုင်နက်ကိုဝင်လာပြီးမဖဲဝါရဲ့တပည့်လက်သားနာနာဘာဝတွေကိုပညာစွမ်းနဲ့နှင်ထုတ်လိုက်တာဆရာပနဝရဲ့အမှားလားတော့မသိဘူးပေါ့ဗျာ။မဖဲဝါရဲ့တရေခွေးကြီးကတိုင်နွားကြီးကိုတိုက်ခိုက်တက်ဖြတ်လိုက်တဲ့မြင်ကွင်းနဲ့ ဆရာပနဝါကိုအတောင်ပံမဲမဲကြီးနဲ့ပြန်ပြီးရောက်လာတဲ့တရေကြီးကအပေါ်ကိုမှသွားပြီးလယ်ဘင်းကိုလိန်ချိုးလိုက်တဲ့မြင်ကွင်းကြီးဟာကျုပ်တသက်တော်မေ့လို့ရတော့မှမဟုတ်ပါဘူးဗျာမဖဲဝါကြီးကနောက်ကိုလှည့်ပြီးအော်လိုက်တယ်ဗျဟော်လာကြပြီဗျို့စောစောကဆရာပနဝါမောင်းထုတ်လိုက်တဲ့အကောင်ကြီးပြန်လာကြပြီဗျို့ပုံတံမအစုံပါပဲဗျာနေရွက်အကြီးကြီးတွေရောမျက်လုံးပြူးပြူးတွေရောကုန်းကုန်းကွက်ကွက်နဲ့တွားနေတဲ့ကောင်တွေရော တို့နေရာကိုတို့ပြန်ရောက်လာလို့ပြောနေကြပုံပဲဗျမဖဲဝါရဲ့တရေခွေးကြီးကတော့အဲ့ဒီအကောင်တွေကိုမျက်လုံးပြူးကြီးနဲ့လိုက်ကြည့်နေရဲ့ဗျနာနာဘဝကောင်တွေကဆန်းဆန်းကြီးသေနေတဲ့ဆရာပဏဝဘော်ကကြောဖြတ်သွားပြီးတွားနေကြတာဗျဆရာပဏဝသာတက်ရှိနေသေးရင်ဒီကောင်တွေဘယ်လွတ်လိမ့်မလဲဗျဒီလောက်များပြတဲ့နာနာဘဝတွေကိုကြည့်ပြီးကျုပ်ပြင်ကြောထဲမှာတပြန်းပြန်းကိုဖြစ်သွားတာဗျကျက်သိန်းတွေလည်းထလိုက်တာမပြောပါနဲ့တော့ဗျတရေတွေသူ့နေရာနဲ့သူရောက်ပြီးငြိမ်သက်သွားတော့မှ ဖဲဝါကနောက်ကိုလှည့်ထွက်သွားတယ်ဗျ။မဖဲဝါရဲ့နွားမတဲ့အရွယ်လောက်ရှိတဲ့ခွေးနဲ့ကြီးလည်းလိုက်သွားတာပေါ့ဗျာ။ဆွဆွငင်ငင်ဦးလိုက်တဲ့မဖဲဝါရဲ့ခွေးရတန်ကတင်းညာကြီးတစ်ခုလုံးကိုလွှမ်းသွားရတာပါပဲဗျာ။ကျုံနဲ့ဘာတီလည်းအုတ်ဂူတွေကိုကွစ်ပတ်ပြီးကြောင်းကိုပြန်ခဲ့ကြတယ်။တင်းညာကြီးရဲ့ပုံမှာတော့ဆရာပနဝရဲ့ပစ္စည်းပစ္စည်းအရည်ဒီတိုင်းကြံခဲ့ရတာပေါ့ဗျာ။ကျုံနဲ့အဲ့ညကဘာတီတို့ရဲ့တုတ်တန်ကြောင်းမှအိတ်ခဲ့ရတာပေါ့ဗျာ။ အိမ်မက်ထဲမှာတော့မက်ဖဲဝါရဲ့ခွေးနဲ့ကြီးလိုက်လို့ပြေးလိုက်ရတာများမပြောပါနဲ့တော့ဟုတ်ကဲ့ပါအခုလိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာနောက်ထပ်ဇာတ်လမ်းကောင်းများကိုလည်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့မြစ်တန်လွင် channel လေးကို subscribe လုပ်ထားပေးကြဖို့တောင်းဆိုလိုက်ပါရခင်ဗျာ